တို့ချင်းချင်းများအားလုံးပဲမင်္ဂလာပါရှင်မြက်ပြန်26ရက်6လ25ပေါ့နော်အပိတ်တောက်ကြနေမနက်ခင်းအတွက်ပါနော်နေခင်းတော့ညီမအပြင်ရောက်နေလို့မတင်ပြလိုက်ဘူးနော်မျောနေတဲ့ကိုယ်တွေပါရှင် sorry ပါနော်မနက်ခင်းကတော့တုံတေကထွက်သွားတယ်ပြန်ကြလဲဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဟိုအော်ကောလည်းမဟုတ်ဘူးပေါ့နော်ပြန်ကြလဲဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲထိုးကြီးတဲ့အနေချင်းတော့ပြန်ရမယ်လို့ထင်ပါတယ်နော်ဒါဆိုလို့ရှိရင်အခုဆက်ပြီးတော့သွားရအောင်နော်ညီမတို့ဝင်သွားရအောင် ကီးပေါ့နော်ကီးကိုသွားပါမယ်ကီးကခွန်နဲ့ခွန်နဲ့နှလုံးပေါင်းတော့ပေါင်ခြင်းကိုပါဝါလေးနက်ခတ်6ကိုလေး6ကီးဆိုပြီးရတာဟုတ်ပြီနော်ဒါဆိုရင်ကိုဗရိတ်သွားမယ်နော်ဗရိတ်ကကျတော့ဒီမှာ shift လေး shift လေးနှလုံးပေါင်းတော့နော်ရှစ်လေးဆိုတော့နှလုံးပေါင်းတော့နှစ်နှစ်ခွန်လေးပြိဆိုပြီးတော့ရတာ နော်ဒါဆိုရင်ထွက်ကနန်းသွားမယ်မနက်ခင်းဆိုတော့ဒီမှာ၄တုံးနော်၄တုံးဆိုတော့6 6ကီမာလီ၄တုံးနှလုံးပေါင်းတော့ပေါင်းချင်းခွန်ဘရိတ်က9ဘရိတ်ဆိုပြီးရတာနော်ဒါဆိုလို့ရှိရင်ခုနောက်ထပ်ဆက်သွားမယ်နော်ဒီမှာဒါဆိုရင်3 4ပေါ့နော်3 4ဆိုတော့ပေါင်းချင်းခွန် ပါဝါနဲ့နက္ခတ်တုံညာခွန်နဲ့တုံညာပေါ့နော်ဒီမှာခွန်တုံညာနှလုံးပေါင်းတော့ပေါင်းခြင်းခွန်ပါဝါနဲ့နက္ခတ်တုံညာခွန်နဲ့တုံညာပါပဲနော်ဒါဆိုရင်ထွက်ကန်နန်းကဒီမှာနဲ့ငါနှင်းငါးဆိုတဲ့ကြောင့်မလို့ခွန်နဲ့တောင်ညာမှာနှစ်ကီနှင်းငါးနှလုံးပေါင်းတော့ပေါင်းခြင်းခွန်ဗရိတ်ကခွန်နဲ့ဗရိတ်ပေါ့။ဒါဆိုလို့ရှိရင်တက်ခါငါးတောင်ညာငါးတောင်ညာနှလုံးပေါင်းတော့ပေါင်းခြင်းငါးပါဝါတောင်ညာနက္ခတ်တောင်ငါးတောင်ညာတော့ ဒါဆိုရင်3တက်နှလုံးပေါင်းတော့4ကိုနဲ့ဟုတ်ပြီနော်ဒါဆိုတွက်ကန်နန်းကဒီမှာ3တက်3တက်ဆိုတော့ကီက3 3တက်နှလုံးပေါင်းပေါင်းခြင်း4ပြက်နော်ဒါဆိုရင်တခါသွားမယ်1တက်1တက်နှလုံးပေါင်းတော့ပေါင်းခြင်းနဲ့ပါဝါခွန်နက်ကလေးနှစ်ခွန်လေးနော်ဒါဆိုရင်5 6 56ပေါင်းတော့1 6ရှက်ဆိုပြီးရထားတယ်ဟုတ်ပြီနော်ဒါဆိုရင် ကီကနိခွန်လေးကီနိခွန်လေးကီနိခွန်လေးပေါ့နော်ဘရိတ်က168တစ်ဘရိတ်ဆိုတော့2ကိုခွန်ဆိုရင်4ခွန်ပေါ့နော်6ဆိုတော့24ခွန်ဆိုရင်9 4 2 8ဆိုတော့26 8ဆိုတော့ခွန်ဆိုရင်1ပေါ့နော်8ဆိုတော့4 4ပေါ့နော်အဲဆိုရင်နောက်ပြန်အတွက်ကြိုက်ကနန်းလေးက sorry ပါနော်ခွန်လေးလေးခွန်ပါနော်2ကိုမပါဘူး ပိုင်းမှန်မြန်သွားတယ်။ဒီနှစ်ကွက်ပေါ့နော်။နှစ်ကွက်ကတော့မိန်းကလေးနဲ့သာသာမဲ့ကဏ္ဍလေးတွေပါနော်မနေ့ပြန်တော့ပါ။ဒါကတော့ညီမချာတွေ့တာကိုချက်ပြချင်းဖြစ်တဲ့ပေါ့နော်။ကိုရမတို့ကကျဲလူမကျဲတဲ့ဆိုလိုက်ပြီးတော့ခစားကြပါ။အားလုံးပဲနှစ်ပြမနေ့ကင်မကင်အောင်ပါတယ်ဆုတောင်းပေးလိုက်ပါရှင်။အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်။